င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကြည့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ဘကိုးနဲ့ရန်ကုန်မှာစန္ဒပြပြည်သူတွေကိုတင်ရဲတဲ့ကောင်ထွက်ခဲလို့ကြွေးကြော်ပြီးဘကိုးမျိုးမှာပါပြည်သူတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုရဲ့လင်းနေပြည့်တဲ့နေ့မှာပဲအဲ့ဒီလိုစန္ဒပြတဲ့ပြည်သူတွေကိုဥဆောင်နှိမ်နှင်းခဲ့တဲ့အကြက်ဖက်စစ်ကောင်စီတပ်ကတပ်မခုံခုံတပ်မမှုဘုံမှုချုပ်အောင်တပ်ဦးနဲ့စစ်သားအယောက်150ကျော်ကိုတော်လန်ရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားပြီးအဲ့ဒီတပ်မခုံခုံတပ်လုံးကိုတော်လန်ရေးပူပေါင်းတပ်တွေကချေမုန်းနိုင်ခဲ့တယ်ဆိုပါလေ ကြမ်းဖက်စစ်ကောင်စီကမြန်မာနိုင်ငံတော်မှာရှိတဲ့သူတို့စစ်တပ်ရဲ့ရှေ့ဒဏ်စခန်းတွေနဲ့စစ်မြေပြင်တွေမှာရဲတရအဖြစ်ရဲတနာပုတ်ကို6ရက်6ချိန်ညာတိုင်းရွတ်ဖက်ခိုင်းနေပြန်နေဆိုတဲ့တင်ပါဝင်ဒီနေ့လည်းကင်းတဲ့နေ့ကိုတင်ဆက်ပေးပါမယ်အခုပမာဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ဘကုန်းနဲ့ရဲကောင်မှာစန္ဒပြပြည်သူတွေကိုသင်ရဲတဲ့ကောင်ထွက်ခဲလို့ကြွေးကြော်ပြီးဘကုန်းမြို့မှာပါပြည်သူတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုရဲ့၄နှစ်ပြည့်တဲ့နေ့မှာပဲအဲ့ဒီလိုစန္ဒပြပြည်သူတွေကိုဥဆောင်နှိမ်နှင်းခဲ့တဲ့ အကျန်းဖတ်စစ်ကောင်စီတပ်ကတက်မခွန်ခွန်တက်မမှုဗိုလ်မှူးချုပ်အောင်တပ်ဦးနဲ့စစ်သားအယောက်150ကျော်ကိုတော်လန်ရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားပြီးအဲ့ဒီတက်မခွန်ခွန်တက်လုံးကိုလည်းတော်လန်ရေးပူပေါင်းတပ်တွေကချိန်မုံနိုင်ခဲ့တယ်လို့အမျိုးသားညီညွတ်အစိုးရ NG ကာကွယ်ရေးဝန်ကြီးဌာနကနေထုတ်ပြန်ထားပါတယ်ဧပြီလ9ရက်နေ့ကပဲအင်းတော်မျိုးကြီးကိုတော်လန်ရေးပူပေါင်းတပ်တွေကအပိဓာတ်တင်ပိုက်ခဲ့တဲ့အချိန် အဲ့ဒီအကြံဖက်စကောင်စီတက်ရတမခွန်ခွန်ရှေ့တန်းဌာနချုပ်နောက်ဆုံးခန့်တက်စကန်ဖြစ်တဲ့ဂျပန်လှိုင်းကူတက်စကန်ကနေတမခွန်ခွန်တက်မမှုဘုံမှုချုပ်အောင်သက်ဦးနဲ့တူစစ်ကောင်စီတက်ဖွဲ့ဝင်အယောက်150ကျော်ဟာထွက်ပြေးသွားကြတယ်ဆိုပါတယ်အဲ့ဒီနောက်ဒေါ်လာယေပူပေါင်းတက်တွေကအနောက်ကနေလိုက်လံဖမ်းဆီးရမှာတော့ဧပြီလ10ရက်နေ့ညပိုင်းမှာပဲအဲ့ဒီတမခွန်ခွန်တက်မမှုဘုံမှုချုပ်အောင်သက်ဦးနဲ့တူစစ်ကောင်စီတက်ဖွဲ့ဝင်အယောက်150ကျော်ကိုအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့မြန်မာနိုင်ငံအစိုးရ MG ကာကွယ်ရေးဝန်ကြီးဌာနကနေတရားဝင်ထုတ်ပြန်ထားပါတယ် အဲ့ဒီတက်မခွန်ခွန်ဆိုတာဟာအချက်ဖက်စကောင်စီတက်ကအာနာသိမ့်တဲ့အချိန်ဘကုနဲ့ရန်ကုန်မှာရှိတဲ့လက်မတွေပေါ်မှာတေးရတဲ့ကောင်ထွက်ခဲ့လို့ကြွေးကြော်ရင်းလနမဲဆန္နာပြလူငယ်တွေနဲ့ပြည်သူတွေကိုရန်ကန်တပ်ဖြတ်ခဲ့တဲ့အပြင်ဘကိုးလိုမြို့ကြီးမှာ2021ခုနှစ်ဧပြီလ9ရက်နေ့ကပဲဆန္နာပြပြည်သူအယောက်80ထက်မနည်းကိုတပ်ဖြတ်ခဲ့တယ်။အဲ့ဒီတမခွန်ခွန်ရဲ့ဥဆောင်သူဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့တပ်ဖွဲ့ဝင်တွေဟာလေးနှစ်အကြာမှာပဲသူတို့ချင်းချောက်ပြစ်ခတ်ခဲ့တဲ့တော်လိုင်းကြီးလူငယ်တွေရဲ့လက်ထဲမှာတင် ဒူးထောက်အညံ့ခံဖန်းစည်းခံလိုက်ရတာကိုလည်းတွေ့ရပါတယ်။လက်ရှိပဲခူးဒေသခံတွေကတော့အဲ့ဒီတမန်ခွန်ခွန်တမန်မှုနဲ့စစ်ကောင်စီတပ်သားတွေကို UNG စစ်ခုံရုံနဲ့တရားစီရင်အပြစ်ပေးတာတွေလည်းမြင်ကျင်ကြပြီးစစ်တပ်လက်ချက်နဲ့ကြာဆုံးခဲ့ရတဲ့ပြည်သူတွေရဲ့ဝိညာဉ်တွေကိုစိတ်ကြေနပ်အောင်လှုပ်ပေးတဲ့လို့လည်းပြောဆိုနေကြပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီက မြန်မာနိုင်ငံတော်မှာရှိတဲ့သူတို့စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေနဲ့စစ်မြေပြင်တွေမှာရဲတရအဖြစ်ယရနတုတ်ကို6ရဲ့6ချင်းညာတိုင်းရွတ်ဖက်ခိုင်းနေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရေးမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဧပြီလ10ရက်နေ့ကစပြီးဧပြီလ16ရက်နေ့အထိနေစဉ်ည9:00နာရီအချိန်တိုင်းတနိုင်ငံလုံးမှာရှိတဲ့စေကောင်းစီလက်အောက်ခံဝင်ကြီးဌာနရုံတွေရက်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးရုံတွေဓမ္မရုံတွေပါမကြမ်းအဲ့ဒီရဲနာတုတ်ကို6ရက်6ချင်းညာတိုင်းရွတ်ဖက်ကြဖို့ စစ်ကောင်စီကညှို့ချထားရုံနဲ့မကအခုဆိုရင်သူတို့စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေနဲ့စစ်မြေပြင်တွေမှာပါအဲ့ဒီရန်နတုတ်ကိုရေတရာဖြစ်ကိုယ့်ရဲ့ကိုယ်ချိန်ညတိုင်းရွတ်ဖက်ရမယ်ဆိုပြီးညှို့ချထားပြန်တာဖြစ်တယ်လို့နေပြည်တော်စစ်တပ်တရင်အရေးမြင့်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်တစ်ဖက်မှာတော့လက်ရှိငလင်တန်းကြောင့်အတိတုတ်ကရောက်နေတဲ့ပြည်သူတွေကိုတိတိယောက်ယောက်ကူညီမှုတွေမလုပ်နိုင်တဲ့အကြမ်းဖက်စစ်ကောင်စီဟာတစ်ဖက်မှာရေတရာခြေထားတွေကိုဇာတ်တိုက်လုပ်နေပြီးဧပြီလ၄ရက်နေ့ကလည်း အဲ့ဒီအချိန်မှာငလင်တန်းကြောင့်ပြည်သူတွေဟာတိုက်ပြိုတိုက်ပြက်တွေဂျာမာတရေရှင်ရေးအကူအညီတွေလိုအပ်နေတဲ့အချိန်အကျန်းဖတ်စစ်ကောင်စီရဲ့မန္တလေးတိုင်းဝန်ကြီးချုပ်မြို့အောင်အပါဝင်စစ်ဗိုလ်ချုပ်တစုကတော့အကျန်းဖတ်မင်းအောင်လိုင်းရဲ့ညွန်ကြားချက်အရာဆိုပြီးကြောက်စဲမြို့မဟာရွှေသိမ်းတောင်ဖရားမှာအတိတ်ထံအနေနဲ့ငှက်ပြောသည့်တွေကိုပွဲထိုးရဲရဲချေတာတွေတွားလုခဲ့တဲ့အကြောင်းကိုလည်းကြောက်စဲမြို့နယ်တန်ငါနိုင်ကအဖွဲ့ဝင်တန်ငါတော်တချို့ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့မုံပြင်းနဲ့ရင်းမြို့နယ်မှာ ကျောင်းရွာအခြေဆိုင်အချက်ဖက်စကောင်းစီတက်ရဲ့ခမရ9ကုတ္တတက်ရင်ကစစ်သားကြော်စင်ဖြုတ်ဆိုတဲ့သူကိုရေဘလူးတက်ဖွဲ့ကနေအရှင်ဖန်းစီရမိခဲ့တယ်လို့ရေဘလူးတက်ရင်မှုကရန်ကုန်ခက်တဲ့ကိုပြောပါတယ်။ဒါကတော့ဧပြီလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲရေဘလူးအဖွဲ့ကကျောင်းရွာအနီးရောက်နေတဲ့အချိန်အချက်ဖက်စကောင်းစီတက်ရဲ့ခမရ9ကုတ္တတက်ရင်ကတက်သားကြော်စင်ဖြုတ်ဆိုတဲ့သူကိုတွေ့ရှိခဲ့ပြီးအရှင်ဖန်းစီရမိခဲ့တယ်ဆိုပါတယ်။ အဲ့ဒီလိုဖန်စီရမိထားတဲ့စစ်ကောင်စီတပ်သားကြော်စင်ဖြိုးဆိုတဲ့သူဟာရေဘလူးအဖွဲ့အကြောင်းလိုက်လံစုံစမ်းနေတာလားဒါမှမဟုတ်သူတို့စစ်တပ်ထဲကနေထွက်ပြေးလာတာလားဆိုတာကိုတော့ဆက်လက်စစ်ဆေးမှုတွေလှုပ်ဆောင်နေပါတယ်လို့လည်းရေဘလူးအဖွဲ့တရင်မှုကပြောထားပါတယ်ခင်ဗျာတပ်ဖက်မှာတော့လက်ရှိငလင်တန်းကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်ကရန်ကုန်နဲ့ပဲခူးပတ်တွေမှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတွေနဲ့ပေါင်းပြီးစစ်မှုထမ်းအကြောင်းပြချက်နဲ့ချင်းချောင်းငွေညက်တောင်းရံတာတွေဇက်တိုက်လုပ်နေကြတယ်လို့တပ်ဆိုင်ရာဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောထားကြပါတယ် လက်ရှိရန်ကုန်မြို့မှာဆိုရင်မော်ဘီမြို့နယ်ကံကလေးကျေးရွာအုပ်ချုပ်ရေးမှူးခင်စောဦးဆိုတဲ့သူကစစ်ကောင်စီတပ်နဲ့ပေါင်းပြီးပြည်သူတွေစီကနေစစ်မှုထမ်းခြင်းဆိုပြီးတော့ချင်းချောင်းငွေညက်တောင်းရန်ဓာတ်တွေလုပ်နေတဲ့အတွက်တချို့ကျေးရွာတွေကပြည်သူတွေလည်းအတိုးနဲ့ချေးယူပြီးတော့မှပေးနေရတဲ့အခြေအနေအထိဖြစ်နေပြီးတော်တော်ကိုဒုက္ခရောက်နေကြတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်အလားတူဘကိုးတိုင်းမိုးညုံမြို့နယ်မှာလည်းလက်ပံခုံအုပ်စုကလက်ပံခုံရွာနဲ့အနီးတစ်ဝိုက်ကျေးရွာတွေမှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုဘောကနဲ့အဖွဲ့တွေကစစ်တပ်နဲ့ပေါင်းပြီးတော့ ပြည်သူတွေစီကနေစစ်မှုထမ်းကြီးဆိုပြီး15ရက်တခါငွေကျပ်4000မဖြစ်မနေပေးရမယ်ဆိုပြီးတော့ချိန်ချောက်တောင်းရနေကြသလိုစာဝတ်နေရေးအခက်အခဲကြောင့်သူတို့တောင်းတဲ့ငွေကိုမပေးနိုင်တဲ့ပြည်သူတွေကိုလည်းတနက်နဲ့ထောက်ပြီးချိန်ချောက်မှုတွေအထိလုံနေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာ မှာတော့မန္တလေးမြို့ဤကိုဗဟုပြုပြီးဧပြီလ9ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲနောက်ဆက်တွဲငလင်ငယ်နှစ်ကြိမ်လှုပ်ခတ်သွားပြန်တဲ့အတွက်ပြည်သူအများစုထိတ်လန့်ကြကြရတယ်လို့မန္တလေးမြို့ဤပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဧပြီလ9ရက်နေ့ဖြစ်တဲ့မနေ့ကည9နာရီဝင်းကျင်နဲ့10နာရီခွဲဝင်းကျင်မှာပဲမန္တလေးမြို့ပေါ်မှာနောက်ဆက်တွဲငလင်နှစ်ကြိမ်ထပ်မံလှုပ်ခတ်သွားတယ်ဆိုပါတယ်။အဲ့ဒီမှာဒုတိယကြိမ်လှုပ်ခတ်တဲ့ငလင်ငယ်ဟာတော်တော်ကိုတိတိတတ်တတ်လှုပ်သွားတဲ့အတွက် မန္တလေးမြို့ပေါ်နေပြည်သူတွေလည်းညာရင်းချင်းပဲနေအိမ်တွေမှာမနေရတော့ပဲအိမ်အပြင်တွေမှာထွက်အိတ်ကြရတဲ့အခြေအနေတွေအထိဖြစ်သွားတယ်လို့လည်းမန္တလေးမြို့နေပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောထားကြပါတယ်လက်ရှိမှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက်ပိုင်းစကိုင်းပါဝင်မန္တလေးနေပြည်တော်နဲ့ငလင်တန်းတင့်ခဲ့ရတဲ့မြို့တွေမှာပြည်သူပေါင်းထောင်နဲ့ချီတိတ်ဆုံးခဲ့ရပြီးအိုးအိမ်အဆောက်အဦပေါင်းများစွာလည်းပြိုကျပျက်စီးခဲ့ရတဲ့ဖြစ်စဉ်ကြီးကြောင့်အခုလိုနောက်ဆက်တွဲငလင်ငယ်တွေထပ်မံလှုပ်ခတ်တဲ့အချိန်တိုင်း မန္တလေးမြို့ပေါ်ကပြည်သူတွေဟာစိုးရင်ထိတ်လန့်နေကြရတယ်လို့လေမန္တလေးမြို့နေပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ